ဖေတတ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်မင်္ဂလာရဲ့မဟာအလွဲများနေ ICC ကနေဖက်ဒပိုင်တမရဒူတာတီလို့အဖန်ခံရတော့မယ်ဒီတော့မင်္ဂလာကိုဖမ်းမဲ့အရေး ICC ဖက်ကနေတရားဝင် ထုတ်ပြောလာပြီဖန်စင်နရေကပရဲတပ်ဖွဲ့ကိုရန်စာထုတ်ပေးပြီလို့ ICC ပြောရေးဆိုခွင့်ရှိသူရှေ့နေတူရတဲ့အတီးပြပြောဆိုလိုက်ပြီးဖြစ်ပါတယ် အနာဒိစကားဆောင်မိုးချုံမှုကြီးမျောလိုက်ဖို့ပြည်တွင်းရေးနိုင်ငံရေးအရေးနဲ့စီမီပင်အခြေအနေများနဲ့လက်တွေ့ဖြစ်ပျက်နေသည့်များကိုအမှန်တိုင်းမြင်နိုင်စွမ်းမရှိလာနေသည်ဟုဒရင်ဆောင်ဘာကစတင်ရေးတာခဲ့လည်းဖြစ်ပါရယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအထွေမှာမင်းအောင်လိုင်ဟာရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘေးရှင်းရှင်းရန်နိုင်ခွင့်ရရှိလာခဲ့လည်းဖြစ်ပါရယ်ဘူတင်ကလည်းဗုဒ္ဓဘုရားရှင်ရဲ့ဗျာဒိတ်တော်ဗျာဒိတ်တော်လာမင်းကြီးအဖြစ်ပြောဆိုခဲ့လည်းဖြစ်ပါရယ်၎င်းဖို့သူတို့ အတိတ်တရားကိုဒီအလင်္ကာသုံးပြီးတော့ပြောဆိုခဲ့ခြင်းဟာလည်းရည်ရွယ်ချက်အကြီးကြီးမားမားရှိနေခဲ့လည်းဖြစ်ပါတယ်။လက်ရှိမှာဘက်ပေါင်းဆိုအချက်အသေးကြားရောက်လာနေခဲ့တဲ့အမေလိုင်းဟာရုရှားကဲ့သို့အင်အားကြီးနိုင်ငံတနိုင်ငံရဲ့အတိအမှပြုခံရဖို့တည်ရရှိနေသမျှအရေးကြီးနေရလေထို့တို့မထော်မနှဲပြောဆိုရဖို့လည်းဝမ်းမလေးခြင်းပဲဖြစ်ပါတယ်။သို့သော ပြဿနာဖြစ်နေရသည်များက၎င်းရဲ့စကားကိုလောက်ရများကိုပဂရိဖြစ်ပျက်နေသည်များအားကိုးစားမပြုရှင်းပဲဖြစ်ပါတယ်။ မြန်လိုက်နေနိုင်ငံရဲ့ area ရဲ့သုံးဆိုင်ရခိုင်နှုန်းသာထိန်းချုပ်နိုင်တော့ကြောင်းခန့်မှတ်ပြောဆိုမှုများချုပ်ပေါ်နေခဲ့လည်းဖြစ်ပါရယ်။ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့ရဲ့ထိုးစစ်ကြောင့်စစ်မျက်နှာအသစ်တွေတွင်ခွက်ခွက်နဲ့အောင်ရှုံးနေခဲ့လည်းဖြစ်ပါရယ်။အကွယ်ကွယ်အပြားပြားဖြစ်နေတဲ့တော်လိုင်းအဖွဲ့များအချင်းချင်းပို့ပြီးတော့ပူပေါင်းဆောင်ရွက်လာကြတယ်လို့အမျိုးသားညီညွတ်ရဲ့အဆိုအရဒီလေနိုင်ငံတကာရဲ့ထောက်ခံမှုကိုတိုးပြီးတော့အရရှိလာနေတာလည်းဖြစ်ပါရယ်။ ဒေါ်တော့အနေထားများရှိနေတော့လည်းပဲ၎င်းတို့ဖွဲ့စည်းထားတဲ့စကောင်းစီဟာနိုင်ငံကိုထိချုပ်နိုင်တည်တည်ဟူထင်အောင်ထင်မှဖြစ်နေပြီးရွေးကောက်ပွဲလုပ်ပေးမိဟူပဲအစမပါတီဂရီကိုပေးလာခဲ့လည်းဖြစ်ပါရယ်မင်းအောင်လိုင်းဟာအတေးရှာတွက်ချက်ပြီးပူတင်အောင်မြောက်ပိတ်ပြောဆိုခြင်းလည်းဖြစ်ပါရယ်ရုရှားဒီလက်လက်သမဂ္ဂကုလသမဂ္ဂတွေတတမန်ကြီးအရာပါကြောထောက်နောက်ခံပေးထားရလည်းဖြစ်ပါရယ်ဘူဒီအဘိုးတလုံးတဘာသာများတိမီမဟုတ်တော့ဗုဒ္ဓဘုရားရှင်ကိုပင်ဆွဲထက်လာပြီးရုရှားရဲ့လက် ်ရုရှားရဲ့ဆက်လက်ထောက်ခံမှုရရှိအောင်ပုံတွင်းလာခဲ့တယ်ဖြစ်ပါတယ်။၎င်းကိုထောက်ခံပေးခြင်းအားလည်း နိုင်ငံရေးကြောင့်ပဲမဟုတ်ပဲနဲ့ဗျာဒိတ်ဒေါ်လာအတိုင်းဖြစ်တယ်ဟုဆိုလိုချင်ဖြစ်ပါရယ်။ပူတင်ကတော့ဆက်ပြီးတော့ပူပေါင်းဆောင်ရွက်သွားမည်ဟူသောမရေမရအာမခံချက်မျိုးသားကြားခဲ့ရလည်းဖြစ်ပါရယ်။၎င်းဘုကတော့ယူကရိန်းဒေသအရေးကြီးနေပြီးမြန်မာကုမ္ပဏီပတ်တနာဟုပေတဘောမှချပဲနယ်ရုပ်တရုပ်အဖြစ်သားယူဆထားလည်းဖြစ်ပါရယ်။တရုတ်ကတော့အရောက်ဝဲတဘောမျိုးနဲ့နားလည်ရခဲ့တဲ့ဂိမ်းမျိုးကစားနေပြီးအမေအွန်လိုင်းဟာမော်စကိုကိုထံမလွတ်မတန်းဖက်တွယ်ထားလို့တာဖြစ်ပါရယ်။တရုတ်ကတော့၎င်းတို့အာတတမန်ရင်းနဲ့စစ်ပွဲရေးတွေထောက်ခံမှုပေးနေတော်လည်းပဲဟိုဘက်ဒီဘက်အမိသူများအနိုင်ရစေကမှု ၎င်းရဲ့အော်စာတဲရောက်တဲ့ဖို့တာအာယုတ်ဆိုင်ထားနေတာလည်းဖြစ်ပါတယ်။အာနာတဲအဖွဲအဖို့စမြေပြေလေးအရင်နေလာတည်နေအများအဆိုပါအရေးကိုမိတို့ထင်ကြီးရမယ်ဆိုတဲ့မိခွန်များအစီအေထွက်ပေါ်လာနေခဲ့လည်းဖြစ်ပါတယ်။လက်ရှိအနာယူနစ်တစ်စရာရှိများကိုပင်ပြန်ခေါ်နေပြီး၎င်းတို့ဘက်ကနေပါဝင်ပြီးဆိုပါကနိုင်ငံခြားသားများကိုပင်နိုင်ငံသားပေးပြီးဟုကန့်လန့်လာခဲ့လည်းဖြစ်ပါတယ်။ မင်းအောင်လာဆိုလို့ရှိရင်အပြစ်အကက်ရက်စင်ရစိတ်ကူးထက်တွေမထက်တည်ပါဘူး၎င်းတို့အဖို့ဆက်ပြီးတော့အသက်ရှင်ရက်တည်နိုင်ရအတွက်တခုတည်တော်နေလဟာစိတ်ရဲ့အအသာစီရရှိနေဖို့ပဲဖြစ်ပါရယ်မင်းအောင်လာဆိုလို့ရှိရင်အပေးယူလို့ရငင်းဆုနေခြင်းဟာနိုင်ငံရေးအရအတွက်ချက်မှားခြင်းမျိုးမဟုတ်ပဲနဲ့နိုင်ငံတွေမှာအကွက်အပြဲများဆက်ရှိနေစေဖို့ဖြစ်တယ်ဟုဝါရှင်တန် စစ်ကောလေးမှာပေါမောကစာကားရဲ့အပူစားထပ်ပြထားဖြစ်ပါရယ်ရခိုင်ကလို့ဂျော်ဆန်စုကျင်အပြည့်လို့ပေးချင်းမျိုးဖြစ်စစ်တပ်နဲ့ဒီမိုကရေစီအားစုများအကြားပြန်ပြီးတော့ရင်ကြားစေလာနိုင်မယ့်အလားအလာမျိုးလည်းမရှိတော့ပါဘူး။ NUG ကလည်းဂျော်ဆန်စုကျင်နေရာကိုစက္ကန့်ပေးစူးစီးပေးနိုင်မယ့်လူမျိုးချက်ပေါ်မလာသေးပါဘူး။ ဂျော်ဇန်စုကြည်ကွယ်ပြားနေခဲ့တဲ့အတွက်အစစ်အလအတိုက်ခတ်ပုံစံမျိုးတော့မရှိပါဘူး။မဲအောင်လိုက်အတွက်တော့အစစ်မီပြားဒီထက်မကအရင်နေ့လနဲ့ဆစ်ဆက်ဆွေးနွေးပေးခြင်းမျိုးဖြင့်ဝင်ရောက်ညှိနှိုင်းပေးမဲ့လူတော့မရှိကြပါဘူး။မဲအောင်လိုက်ရဲ့အကြက်တက်ကရှင်းနေစွာတွေ့မြင်နေရပြီဖြစ်ပါတယ်။၎င်းကအနိုင်မရတော့တဲ့အစစ်ပွဲကိုတိုက်နေရသူဖြစ်လာပြီဖြစ်ပါတယ်။လက်လွတ်ခံရမရတဲ့နိုင်ငံကအတိုက်ဝန်ကလည်းဖဲကျင်းလာနေ၍၎င်းရဲ့တရားဝင်အုပ်ချုပ်ပိုင်ခွင့်အတွက်အတိမပြုခံရဖို့ပို့ပြီးတော့အကြက်ရိုက်လာခဲ့ပြီဖြစ်ပါတယ်။၎င်းဟာ နှစ်ကုတ်ပိုင်းနဲ့လုပ်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲတည်းလည်းလက်ရှိပြဿနာကိုဖြေရှင်းနိုင်ဖို့ဝေးရတဲ့ဝေးလာနေပြီးတဲ့ဖြစ်ပါတယ်။ဘောချုံကြီးမြောင်းလိုက်အနာဂတ်ဒီလည်း၎င်းရဲ့ကြီးကျယ်ခံရတဲ့စိတ်ကူးရဲ့အိမ်မက်များရှိနေတီချာနေတဖြည်းဖြည်းမရေရမှုများများလာနေပြီဖြစ်သည်ရခင်ကသူလဲတတ်နိုင်တလို့တော့လှုပ်သွားပါတယ်ဟုအချောက်တိုင်းဘဝင်မြင့်ကပြောဆိုခဲ့တဲ့မြောင်းလာရခုအခါမှာဆက်ပြီးတော့ရက်တီတွားနိုင်ဖို့နီးမျိုးစုံနဲ့လှုပ်ပတ်နေရရှာပြီးလည်းဖြစ်ပါရယ်ဗီတိုရီယာကိုကန်တွန်းနဲ့စိတ်မုံချအောင်ရမယ်